တောင်ကြီးမြို့နယ်နောင်လီကျေးရွာအုပ်စုနှင့်ဖက်ကွန်ကျေးရွာအုပ်စုရှိကျေးရွာ6ရွာလျှက်စစ်မီဖွံ့ဖွဲတင်ပါတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်တောင်ကြီးမြို့နယ်နောင်လီကျေးရွာအုပ်စုနှင့်ဖက်ကွန်ကျေးရွာအုပ်စုရှိကံလောင်ကျေးရွာ T1 T ဝကျေးရွာငိုမြူးကျေးရွာ T ခြုံကျေးရွာဖက်ကွန်ကျေးရွာနှင့်ပုတ်ပြားကျေးရွာများလျှက်စစ်မီဖွံ့ဖွဲကိုအောက်တိုဘာလ18ရက်နေ့နဲ့10ရက်နေ့က တောင်ကြီးမြို့နယ်ငိုမြူးကျေးရွာ၌ကျင်းပခဲ့ပါတယ်။ဦးစွာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးအဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်ပြည်နယ်တန်ဇာတရေးအဝန်ကြီးဦးဆိုင်လေးရှမ်းပြည်နယ်လက်စစ်တပ်အားဖြန့်ဖြူးရေးလုပ်ငန်းရှမ်းပြည်နယ်တောင်ပိုင်းပြည်နယ်လက်စစ်အင်ဂျင်နီယာဦးစော်မင်းထွန်းကျေးရွာကိုယ်စားလှယ်တဦးတို့ကလျှက်စစ်မီဖွင့်ပွဲကိုဖဲချိုးပြတ်ဖွင့်လှစ်ပေးပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကလျှက်စစ်မီအားစက်ကလုတ်နဲ့၍စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထို့နောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ငိုမျိုးဘုံတော်ကြီးကျောင်းသို့သွားရောက်၍ကျောင်းနိုင်ဆရာတော်ကြီးနှစ်ပါးဖူးမြော်ကြည်ညို၍လူပွဲဝိတုပစ္စည်းနဝကာမအလူငွေစံစီတို့ကိုစက္ကပ်လူဒန်းကြပါရယ်။ယင်းနောက်ခန္ဓာဒုတိယပိုင်းကိုဆက်လက်ကျင်းပရာရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ကရှမ်းပြည်နယ်အတွင်းမြို့ပေါင်း88မြို့ရှိပြီး66မြို့နှင့်ကျေးရွာပေါင်း13983ကျေးရွာများနဲ့2888ကျေးရွာအား နိုင်ငံတော်တရားစနစ်မှာတရားများဖြင့်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်းယင်းနေ့မီလင်းသောကြေးရွာ6ရွာမှာမြန်မာနိုင်ငံအတွင်းအမျိုးသားလျှက်စစ်တရားရရှိရေးစီမံကိန်းဖြင့်ကြေးရွာပေါင်း9683ရွာတိစောက်ပေးရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းနေဖြင့်463ရွာရရှိခဲ့ပြီးယခုဖွင့်လှစ်ပေးသည့်ကြေးရွာများပါဝင်ပါကြောင်းအမျိုးသားလျှက်စစ်တရားရရှိရေးစီမံကိန်းမှာ 71kV တရားလိုင်း9.3မှ3.2မိုင် စတစ်မြင်းဆောင်တုံညလေး KV transformer တရား KVA နှလုံးစတစ်မြင်းဆောင်တုံညလေး KV transformer 50 KVA လေးလုံးတို့ကိုတိဆောက်ပေးခဲ့ပြီးရှမ်းပြည်နယ်အစိုးရရမုံငွေဖြင့်လည်းစတစ် KV တအားလိုက်တက်တသမ5မိုင်စတစ်မြင်းဆောင်တုံညလေး KV transformer တရား KVA တလုံးနဲ့လေးရဖို့တက်အားလိုက်၈တက်သမ၅မိုင်တို့ကိုတိဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်းရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရန်ပြည်နယ်တောင်ပိုင်းတွင်2021-2022ဘန်နာရီနှင့်မှ2024-2025ဘန်နာရီနှင့်အတူကြေးရွာပေါင်း293ရွာလျှက်စစ်တပ်အားရရှိရေးတွင်ငွေကျပ်62.63ဘီလီယံကျခံဆောင်ရွက်ပေးခဲ့ပါကြောင်းနောင်လီကြေးရွာအုပ်စုနှင့် ဖက်ကွန်ကြေးရွာအုပ်စုတို့ရှိကြေးရွာများအနေဖြင့်နိုင်ငံတော်တရားစနစ်မှလျှက်စစ်တပ်အားကိုစတင်အသုံးပြုနိုင်တော်မူဖြစ်၍ လျှက်စစ်အန်ရဲ့ကင်းရှင်းရေးအတွက်လျှက်စစ်အသည့်လျှက်စစ်သတိဖြင့်အသုံးပြုကြပြီးလူမှုစည်းဝေးပေါ်မှာများဖွံ့ဖြိုးတိုးတက်လာစေရန်လျှက်စစ်တအားကိုအကျိုးရှိရှိအသုံးပြုကြရန်ပြောကြားခဲ့ပါသည်ထို့နောက်လျှက်စစ်တအားဖြန့်ဖြိုးရေးလုပ်ငန်းရှမ်းပြည်နယ်တောင်ပိုင်းပြည်နယ်လျှက်စစ်အင်ဂျင်နီယာဦးစော်မင်းထွန်းကလျှက်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြပြီးဒေသခံရမ်းမီရက်ဖတ်တအူးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည် ဆက်လက်၍ပြည်내လဲစစ်အင်ဂျင်နီယာဦးစောမင်းထွန်းကရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ထံဖွင့်ပွဲထိမ့်မှလက်ဆောင်ပစ္စည်းများနေရာရောက်ပေးအပ်ပြီးဒေသခံပြည်သူများကပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကိုနေရာရောက်ဒေသအတွက်လက်ဆောင်ပစ္စည်းများပေးအပ်ကြကြောင်းသိရှိရပါသည်ခမညာ